င်ယူလေ့လာခြင်းနဲ့ပတ်သက်ရင်ဒီသုံးချက်ကအရေးကြီးပါတယ်။ဘာလဲဆိုတော့ land reland နဲ့ unland ဖြစ်ပါတယ်။ land ဆိုတော့ကျွန်တော်တို့တင်ယူလေ့လာခြင်းပေါ့နော်။တင်ယူလေ့လာခြင်းဆိုတော့ကျွန်တော်တို့တင်ယူလေ့လာခြင်းအရေးကြီးတယ်။ဘာလို့ဆိုတော့အသိပညာအသစ်တွေကျွန်တော်ကျွမ်းကျင်မှုတွေရဖို့တော့ကကျွန်တော်တင်ယူလေ့လာမှုအရေးကြီးတယ်။ဟောကျွန်တော်စာအုပ်ဖတ်တာပဲဖြစ်ဖြစ်ဒီလိုဗီဒီယိုတွေကနေပဲကျွန်တော်နားထောင်တာပဲဖြစ်ဖြစ်နောက်ကိုရဆရာသမားတွေမိတ်ဆွေတွေနဲ့ဆွေးနွေးတာပဲဖြစ်ဖြစ်ပေါ့နော်ဒီကနေပြီးတော့ကျွန်တော်လေ့လာတင်မှုအသစ်တွေလုပ်လို့ရတယ်ပေါ့ နောက်ဒုတိယချက်ကတော့ကျွန်တော်တို့ဒီ relan ပေါ့နော်ထက်ထက်ထက်ခါထက်ခါတင်ယူလေ့လာခြင်းဖြစ်ပါတယ်ကျွန်တော်တို့ကတင်ယူလေ့လာတဲ့အခါမှာကိုတကယ်ခေါင်းနဲ့ဆွဲသွားဖို့ပို့ပြီးတော့ကျွမ်းကျင်ဖို့ဆိုလို့ရှိရင်ကျွန်တော်တို့ထက်ခါထက်ခါတင်ယူဖို့အရေးကြီးပါတယ်ဥပမာကျွန်တော်တို့ဒီစာအုပ်တုပ်ကိုတစ်ခေါက်တည်းဖတ်တာနဲ့နှစ်ခေါက်ဖတ်တာနဲ့မတူဒီလိုပဲသုံးခေါက်ဆိုရင်ကျွန်တော်တို့ပို့ပြီးတော့ဖတ်မိသွားတယ်ပေါ့အသိပညာတစ်ခုအတတ်ပညာတစ်ခုကျွန်တော်တို့လေ့ကျင့်တင်ယူတဲ့အခါမှာလည်းဒီတိုင်းပဲပေါ့ကျွန်တော်တို့ကဒီထက်ခါထက်ခါလေ့ကျင့်ပြီးပို့ပြီးတော့မှ အဲကျွမ်းကျင်ပြီးဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဒီပညာရေးတစ်ခုလေ့လာတဲ့အခါမှာဖြစ်ဖြစ်ကျွန်တော်တို့ skill တစ်ခုလေ့ကျင့်တာပဲဖြစ်ဖြစ်ကျွန်တော်တို့ဒီထက်ခါထက်ခါလေ့လာသင်ယူတာထက်ခါထက်ခါလေ့ကျင့်တာလည်းဒါအင်တန်ယူကြည့်ပါတယ်နောက်ဆုံးတစ်ခုဖြစ်တဲ့ကျွန်တော်တို့ဒီ online online ဆိုတာတော့ကျွန်တော်တို့မသင်ယူခြင်းတနည်းအားဖြင့်တော့ကျွန်တော်တို့ဒီအဆုံးပယ်ခြင်းပေါ့လေဆုံးပယ်ခြင်းဒါကတော့တော်တော်များများတော့ဟိုတိတ်ပြီးတော့လည်းမပြောပြကြတဲ့အရာပေါ့ကျွန်တော်တို့ရှိတယ်တခါကျရင်ကျွန်တော်တို့အရင်တော့အတိထားတဲ့အတိတွေ အရင်တော့ခေါင်းနှမဆွဲနေတဲ့အရာတွေကဒီလွဲနေတာတွေရှိတယ်ပေါ့လွဲနေတာရှိတယ်ကျွန်တော်တို့ကမှဒီအသစ်သစ်တွေလေးလာလိုက်လို့အသစ်သစ်တွေတိလာလို့ကိုတိထားတဲ့အရာကြီးကမှားနေတယ်ဆိုလို့ရှိရင်ဒါကျွန်တော်တို့ဆင့်ဆုံးပယ်ဖို့လိုတယ်ပေါ့ဒီလိုပဲကျွန်တော်တို့ဟိုကိုနားလဲထားတဲ့အရာတစ်ခုကိုခေါင်းနဲ့ဆွဲနေတဲ့အရာတစ်ခုကအတလွဲဖြစ်နေတယ်ထောက်ပါတော့ကျွန်တော်ယုံကြည်မှုတစ်ခုပဲဖြစ်ဖြစ်ပေါ့ကျွန်တော်တို့ယုံကြည်ထားတဲ့အရာတစ်ခုကတကယ်တကယ်မှကျွန်တော်လွဲနေတဲ့အရာဆိုရင်ဒါဆုံးပယ်နိုင်ဖို့လိုတယ်ပေါ့အဲ့တော့ကျွန်တော်လေးလာတင်ဦးနဲ့ပတ်သက်လို့ရှိရင် Learn, Relearn Online အပိုင်းကြီးပါတယ်အားလုံးကျေးဇူးတင်ပါတယ်